မင်္ဂလာပါရှင်ခေတ္တတယ်လီဗီရှင်းကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်ပထမအဆုံးတစ်ပုတ်အနည်းနဲ့ကော့ဂရိတ်မြို့ဝင်းကျင်းမှာတိုက်ပွဲပြင်းထန်နေတဲ့ကြောင်းတင်ဆက်ပေးပါမယ်စစ်ကောင်စီလေကြောင်းမှာအပြင်အထံတိုက်ခိုက်နေရလို့ SOG စစ်ကြောင်းမှပြောတယ်လို့သိရပါတယ်ကရင်ပြည်နယ်ကော့ဂရိတ်မြို့ဝင်းကျင်းမှာတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီကလေကြောင်းမှာအပြင်အထံတိုက်ခိုက်ခုခံနေကြောင်းအဆိုပါဒေသရှိ Special Operation Group SOG စစ်ကြောင်းမှစောအောင်ကပြောပါတယ် စစ်ကောင်စီရဲ့အောင်စင်ရစစ်ကြောင်းနဲ့ကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL ပြီးတည့်ရပူပေါင်းတပ်တွေကကော့ဂရိတ်မျိုးနီမှာတိုက်ပွဲများပြင်းထန်နေခြင်းဖြစ်ပါပြီး AP 35ရက်ကတိုက်ပွဲအတွင်းစစ်ကောင်စီရဲ့အောင်စင်ရစစ်ကြောင်းအထိနာကရလို့လေကြောင်းမှအပြင်းထန်ခုခံပစ်ခတ်နေကြောင်းလည်းသိရပါဗျ။ဒီကနေ့ AP 36ရက်နေ့မနက်မှာစစ်ကောင်စီကကော့ဂရိတ် မျိုးအနီးကျွာတွေကိုလေကြောင်းမှပုံကျဲတက်ခိုင်းနေကြောင်း SOC စစ်ကြောင်းမှုကပြောပါရည်ဒီကနေ့မနက်လေးဝိုင်းတွင်းလာကျဲတဲ့ Now Fighter လဲလာတဲ့ကျဲတာတော့နေရာအဆုံးပဲငါးတိုင်ရွာပတ်ချာလဲတွေအကုန်လိုက်ကျင်းနေတာလလော့ဆယ်ပြည်သူတွေထိခိုက်မှုမရှိသေးဘူးဒီမနက်လေးအစောကြီးကလေးကလာကျင်းနေတာလို့ SOC စစ်ကြောင်းမှုကပြောပါရည်လက်တလုံးမှာအောင်စင်ရစစ်ကြောင်းနဲ့ KNL နဲ့ BDF ပူးပေါင်းတပ်တွေကကွန်ကရစ်မြို့နဲ့ဒေါနာတောင်ကြားမှာတိုက်ပွဲပြင်းထန်နေတာဖြစ်ပါရည် အောင်စင်ရကတော့လောလောဆယ်တောင်ပေါ်မှာအထိမ့်သိမ်းခံထားရတယ်။အောက်ဘက်မှာတော့ကျန်းနေတဲ့အောက်ဘက်ကိုသူတို့စစ်ကူလာပြန်ဖြည့်တာလည်းရှိရဲလို့ SOC စစ်ကြောင်းမှုကပြောပါရတယ်။တိုက်ပွဲများတွင်တော်လိုင်းပူပေါင်းတပ်တွေမှလည်းအနေငယ်ထိခိုက်မှုရှိကြောင်းနဲ့ SOG စစ်ကြောင်းကပြောပါရတယ်။ စစ်ကောင်စီကဧပြီလ15ရက်ကလည်းကရင်ပြည်နယ်ကော့ဂရိတ်မြို့နယ်ကျုံတုံးမြို့ရှိတကြံကာလတက်ကြီးရွံ့အုံများဥပုပ်ဆောင်တီလာယူတဲ့ကန်းညီချင်းရွာဖုန်ကြီးကြောင့်လေကြောင်းမှပုံကျဲတိုက်ခိုက်ရာပြည်သူ၆ဦးထပ်မံတင်ဆောင်ခဲ့ပါတယ်။ကော့ဂရိတ်မြို့အထွက်ရှိနမိုင်ကန်တာကွာဝေးတဲ့ကော့နယ်ချင်းရွာနီးမှာအောင်စရစစ်ကြောင်းနဲ့တော်လိုင်းပူပေါင်းတက်တွင်ပြီးခဲ့တဲ့ဖေဖော်ဝါရီလကလေးကတိုက်ပွဲများဇက်တိုက်ပြင်းထန်နေပါတယ်။ကရင်ပြည်နယ်မြဝတီဒေသမှာကြားဖြန့်ငွေလင်ခိုင်များမှာတရုတ်နိုင်ငံသားများအပါအဝင် နိုင်ငံသားများတောင်းနေချီလူကုန်ကိုပြီးအလုံစီခိုင်းနေတယ် ်လို့ဆိုပြီးတရုတ်ထိုင်းဆိုရနဲ့စစ်ကောင်စီပူးပေါင်းပြီးဖေဖော်ဝါရီလဆန်းကစားကလျှက်စင်မီအင်တာနက် 73စီနဲ့ကုံစီဝင်ထွက်မှုတွေကိုဖျက်တောက်ခဲ့တဲ့တချိန်နဲ့စကောင်စီကကရင်ပြည်နယ်ဒေါနာတာမောမှာပိတ်ဆို့ခံနေရတဲ့အောင်စရစစ်ကြောင်းတပ်အင်အားအလုံးရင်ပေးဖို့ဆေလွတ်ပြီးစစ်ပြင်းနေတယ်လို့ကော့ဂရိတ်မျိုးကလည်းစစ်ကူများစွာပေးဖို့နေကြောင်းကရင်စင်ရေးသတင်းရင်းမြစ်တွေကပြောပါရယ်စစ်ကောင်စီကကော့ဂရိတ်မျိုးကိုအင်အားအလုံးရင်ဆေလွတ်ပြီးရဲ့နောက်ကော့ဂရိတ်မျိုးနဲ့ဒေါနာတောင်ကြားမှာတိုက်ပွဲများပြင်းထန်လာပါရယ်ဒေါနာတောင်ပေါ်မှာစစ်ကောင်စီရဲ့အောင်စရစစ်ကြောင်းကိုကရင်မျိုးသားလူမျိုးရေးတပ်မတော်ကရင်နန်လေး PDN နဲ့ကော့ဘရာစစ်ကြောင်းပူးပေါင်းတပ်တွေကအပိုင်ပိုင်ဖျက်တောက် ဖွင့်ဆိုထားတယ်လို့သိရပါဗျ။နောက်ထပ်တပုံးနေနဲ့ကလေးကံကောလန်ပိုင်းရှိအကြမ်းပတ်စကောင်စီစကန်နေကို တိုက်ခိုက်သိမ်းပိုက်ပြီးလက်နက်ခဲရဲ့အများအများသိမ်းဆည်းရရှိရကြောင်းတင်ဆက်ပေးပါမယ်။ကလေးကံကောလန်ပိုင်းရှိအကြံပတ်စကောက်စီစကန်နေကို တိုက်ဖိုက်သိမ်းပိုက်ပြီးလက်နက်ခင်းရအများများတင်ဆက်ရရှိခဲ့တယ်လို့ APSDS စစ်ကြောင်းတုံးကဒီကနေ့မှထုတ်ပြန်ပါတယ်။ CDF KKG Major Operation စတင်ခဲ့တဲ့2025ခုနှစ်ဖေဖော်ဝါရီ12ရက်နေ့မှာကလင်းမြို့နယ်တောင်ပိုင်းအခိုင်အမာဆုံးဖြစ်တဲ့ကဘာနီအကြမ်းဖက်စစ်ကောင်စီစခန်းကိုတိုက်ခိုက်ရာ ABSDF ကအချင်းအမျိုးသားတပ်ဦး CNN ကိုကဲမှုနဲ့ပူးပေါင်းပါဝင်ခဲ့ပါတယ်။အဲ့ဒီကဘာနီအကြမ်းဖက်စစ်ကောင်စီစခန်းသိမ်းဆည်းရရှိချိန်မှာလက်နက်ခဲအများအများသိမ်းဆည်းရရှိခဲ့ပြီး ABSDF ဒုတိယတပ်စိမှုရဲဘော်ကနောင်ခေါ်တဲကိုအောင်က Federal Democracy ပြည်တော်စုတည်ဆောက်ရေးအတွက်မြင့်မြတ်စွာအသက်ပေးလူသွားခဲ့တယ်လို့ဆိုပါတယ်။ ဒါအပြင်2025ခုနှစ်ဖေဖော်ဝါရီ15ရက်နေ့ကကလေးမြို့နယ်နဲ့ကံကောမြို့နယ်အကြားရှိမှန်တော်ရွာနဲ့အောင်တာယာအနောက်ရွာတို့ရှိအကြံပတ်စကောင်စီခြေကုပ်ယူထားတဲ့စခန်းတွေကိုဆက်လက်တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့သိရပါတယ်။ကဘာနီစခန်းတိုက်ပွဲကို CNN, CDF, KKG, CDF, Haka, CDF, Tantalan, CDF, CDM, CYN, Shaw Data လို့မျှဝေတပ်ပေါင်းစု ကံကောမျိုးနဲ့ဟန်တာဝရီပါကဖာနဲ့ APSD ရဲ့အမှတ်3စစ်ကြောင်းတို့ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အကြံဘတ်စစ်ကောင်စီကသူတို့ရဲ့ဆုံးရှုံးသွားတဲ့နေမျိုးတွေပြန်လည်ရရှိဖို့အတွက်အတံပြန်ထိုးစစ်19ချိန်ထိပြုလုပ်ခဲ့ပြီးစစ်မြေပြင်မဟုတ်တဲ့အရတားပြင်မှတ်တွေကိုလေကြောင်းကနေအချိန်ချင်းဖုံးကျဲတိုက်ခိုက်ခဲ့တာကြောင့်အရတားပြည်သူ15ထပ်မင်းတေဆုံးပြီး40ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ APSD ရဲ့စစ်ကြောင်း3ကထုတ်ပြန်ထားပါတယ်။ အကြမ်းဖက်စစ်တပ်ရဲ့အရက်သားပြည်သူတွေပေါ်ရှိရွက်ချက်ရှိရှိတိုက်ခိုက်မှုတွေကြောင့်ပြည်သူ2000ဝန်းကျင်ခန့်မှာဘေးလွတ်ရာကိုတင်းရှောင်ခဲ့ရတယ်လို့လည်းအသိပေးထားပါတယ်။ဒါအပြင်အီဘီလာ17ရက်မနက်အစောပိုင်းမှာကလေးမြို့နယ်တောင်ပိုင်းဆုံးကလေးကန်ကောလမ်းမပေါ်ရှိအကြမ်းဖက်စစ်ကောင်စီအမာခံရွာဖြစ်တဲ့ကြံသာရွာရှိအကြမ်းဖက်စစ်ကောင်စီနဲ့ပြူစောထီတွေကိုဆက်လက်တိုက်ခိုက်ခဲ့ကြပါတယ်။အဲ့ဒီကြံသာရွာကိုနေ့လယ်မတိုင်မီတင်ပိုက်ထိန်ချုပ်နိုင်ပြီးလက်နက်ခဲယမ်းများများတင်ဆက်ရရှိခဲ့တယ်လို့ ABSDM မှာတပ်စုမှုရဲဘော်မြအောင်ခေါ်လင်ကုန်းက Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးအတွက်မြင့်မြတ်စွာအသက်ပေးလူသွားခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။နှစ်လဝင်ကျင်ကြာမြင့်နဲ့စစ်စင်ရေးတွင် ABSDF တပ်ဖွဲ့ကရဲဘော်နာဦးတာဆောင်ခဲ့ပြီးရဲဘော်ချာဦးဒဏ်ရာရရှိခဲ့တော့လဲအခု CDF KKG Major Operation ကဲ့သို့စစ်စင်ရေးတွင်ကိုလည်းမဟာမိတ်တွေနဲ့လက်တွဲညီညီဆက်လက်ကြိုးပမ်းသွားမယ်ဆိုတာလေးနဲ့စွာပြောကြားလိုတယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။အဲ့ဒီစကန်သိမ်းတိုက်ပွဲတွေကို CNN CDF KKG CDF Tandalan CDF CDMC ရဲ့ MCR पी पीडीएफ वर्कअप ကလေးတောင်ပိုင်းဒေါ်လန်အင်ယာစုကံကောင်းမျိုးနဲ့ဟန်တာဝရီပါကဖာနဲ့ ABSD ရဲ့အမှတ်၃၀ကျောင်းတို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့သိရပါတယ်။နောက်ထပ်တပုတ်အနည်းနဲ့ရှန်ကုံမျိုးပြည်သူရင်ပြင်လမ်းလျှောက်တကြံသွားရောက်တဲ့ဗတ်တက်လူငယ်တချို့ကိုစစ်တပ်ကစစ်မှုထမ်းကိုင်းဖို့ပေါ်တာဆွေဖမ်းဆီးခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ရှန်ကုံမျိုးပြည်သူရင်ပြင်မှာပြည်လုံးနေတဲ့လမ်းလျှောက်တကြံပွဲကိုသွားရောက်တဲ့ဗတ်ခဲလူငယ်၃ဦးကိုစစ်တပ်ကစစ်မှုထမ်းကိုင်းဖို့ပေါ်တာဆွေဖမ်းဆီးသွားကြောင်းဖမ်းဆီးခံရတဲ့လူငယ်၃ဦးရဲ့မိတ်ဆွေတချို့ကသတင်းဌာနကိုပြောပါတယ်။ AB 95ရဲ့နေ့တကြံအကြံနေ့ လိုင်းတရားမျိုးနဲ့ပိုကျုံမှတ်တိုင်အစဉ်၅ရက်ကွယ်တည်ဤစီရလန်းအဆောင်တစ်ခုမှာ၅ရက်နေထိုင်တဲ့စက်မှုဆောင်လို့တမားရီဖြစ်တဲ့အသက်၂၈နှစ်အရွယ်ကိုဖြိုးကိုစင်းနဲ့ တငယ်ချင်းနှစ်ဦးကပြည်သူရင်ပြင်ရှိလမ်းလျှောက်တကြံကိုတွားရောက်လဲပတ်ကြောင်းအဲ့လိုတွားရောက်လဲပတ်စဉ်အရက်တောက်ထားတဲ့အတွက်လူငယ်တချို့နဲ့ခိုင်ရန်ဖြစ်ပွားရမှာဖမ်းဆီးခံရကြောင်းဖမ်းဆီးခံရတဲ့ကိုဖြိုးကိုစင်နဲ့တငယ်ချင်းနှစ်ဦးကိုအရက်ဝင်းနဲ့လူတချို့ကဖမ်းဆီးသွားပြီးရွှေပြည်သားစစ်သားစုဆောင်ရေးကိုပို့ဆောင်ခံလိုက်ရကြောင်းသိရပါရယ်ပြည်သူရင်ပြင်ရေကူးကံမှာသူတို့နဲ့နေမူတော့အခြားလူအုပ်စုနဲ့တိုင်းမီပြည်ရန်ဖြစ်တဲ့အဲ့ဒါသူတို့ရှင်ပြင်ကပြန်ထွက်မှာညီမညီလေးတို့ခဏလိုက်ခဲ့အောင်ဆိုပြီးအရက်ဝတ်တွင်နဲ့သူတို့ကိုကားပေါ်တင်သွားတာစစ်မှုထမ်းရမယ်ပြောတယ်စစ်မှုမထမ်း ်းရင်မိုးရိပ်ရန်ကာမှုရှံဖြစ်မှုနဲ့အမှုဖွင့်ထောင်ချခံရမယ်ပြောတယ်။ စစ်မှုတန်းဖို့သဘောတူကြောင်းလက်မှတ်ထိုးခိုင်းနေအခုရွှေပြည်သားစစ်သားစုဆောင်ရေးတက်မှာလို့ပြောတယ်အဲ့ဒါသူတို့အဆောင်ကအဝယ်စားရီလာပို့ခိုင်းနေလို့ဖမ်းဆီးခံရသူကိုဖြိုးကိုစင်ရဲ့မိတ်ဆွေတွေကသတင်းဌာနကိုပြောပါတယ်ကိုဖြိုးကိုစင်နဲ့တငယ်ချင်းနှောင်းမှာမကွေးတိုင်းမှာဖြစ်ပြီးလိုင်းတရာစက်မှုစုံရှိစံချောတဲ့ထုံလုပ်တဲ့စက်ယုံတကူမှာအလုံးလုံးနေသူတွေဖြစ်ကြောင်းသုံးဦးစလုံးမှာလူပြိုလူလွတ်တွေဖြစ်ပြီးမိဘများထံကိုငွေကြေးထောက်ပံ့နေသူတွေဖြစ်ကြောင်းသိရပါတယ်ဖမ်းဆီးခံရတဲ့ကိုဖြိုးကိုစင်နဲ့တငယ်ချင်းနှောင်းကိုအခုတကြံပြီးစစ်မှုထမ်းတနန်းကိုတက်ရောက်ခံရမယ်လို့ပြောဆို ပြီးစစ်တနန်းတက်နေစဉ်အတွင်းတနလင်းငွေကျပ်နှစ်သိန်းဒီပါလာစာဖြင့်ရရှိမှာဖြစ်ကတင်နန်းစင်လာပါကစစ်သားဖြင့်လာစာနဲ့ရှိခအပြည့်ရရှိမယ်လို့ဖန်ဆီးခဲ့သူအရဝတ်စစ်သားတချို့ကပြောဆိုခဲ့ကြောင်းသိရပါတယ်အကြံဘက်စစ်ကောင်စီကအခုအပြည့်လာတွင်ဖွင့်လှစ်မဲ့စစ်မှုရန်ပတ်စင်ဆက်နေအတွက်စစ်သားစုဆောင်ခြင်းနဲ့ပေါ်တာဆွဲဖန်ဆီးမှုတွေကိုလုံဆောင်နေကြောင်းသိရပါတယ် နောက်ထပ်တပုံးအနေနဲ့တကြံအတန်းနေကြုံတုံးမျိုးကိုစစ်တပ်ကလေးချောင်းတိုက်ခိုက်မှုလုပ်နေပြီးစစ်ပီးရှောင်းကားတစီပေါ်ကိုလက်နက်ကြီးကြားရောက်ပောက်ကွဲခဲ့တဲ့အတွက်အနည်းဆုံးပြည်သူ၁၀ဦးသေဆုံးတဲ့ဆွဲကြောင်းတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်ကော့ကရစ်မြို့နယ်ကြုံတုံးမျိုးနွားချံကုန်းကျင်းရွာကိုစစ်တပ်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်ကားစစ်ပီးရှောင်းရင်ပြင်ဆင်နေတဲ့ကားပေါ်ကိုလက်နက်ကြီးတွေကြားရောက်ပောက်ကွဲပြီးအနည်းဆုံးပြည်သူ၁၀ဦးသေဆုံးကြောင်းစစ်ပီးရှောင်းတွေကိုကူညီနေသူတချို့ကပြောပါရယ်။မနီကကော့ကရစ်မြို့နယ်ကြုံတုံးမျိုးနွားချံကုန်းကျင်းရွာကိုစစ်ကောင်စီ ခမာယာ945နဲ့ခမာယာ946ကလက်နက်ကြီးတွေနဲ့ပြစ်ခတ်ခဲ့ရာစစ်ပီးရှောင်ပိုပြင်ဆင်နေတဲ့ကားပေါ်ကိုကြားရောက်ပေါက်ကွဲပြီးအနည်းဆုံးပြည်သူ၁၀ဦးသေဆုံးကြောင်းအဲ့ဒီထဲမှာလင်မယားနှစ်ဦးရဲ့အလောင်းကိုပြန်လည်ရရှိထားပြီးကြံအလောင်းတွေကိုမတည်ထုံနိုင်သေးကြောင်းသိရပါတယ်စစ်ပီးရှောင်ပိုပြင်နေတဲ့ကားပေါ်ကိုလက်နက်ကြီးကြားရောက်ပေါက်ကွဲတာသေဆုံးသူတွေကဟိန်းနူဘာသာဝင်တွေပါနာမည်ကမြန်မာလိုကိုးကနန်းလိုပဲခေါ်တာသူတို့လင်မယားနှစ်ဦးရဲ့အလောင်းပြန်ရတဲ့တိရာက၁၀ဦးပါအလောင်းပြန်ထုံလို့ရတာကလင်မယားနှစ်ဦးအလောင်းပဲအမျိုးသမီးတွေကကိုဝန်အရှင်မနဲ့အ ကုန်လုံးတော့ပြေးလွှားနေရတယ်လို့စစ်ပီးရှောင်ကူညီသူတွေကပြောပါတယ်။ဒါအပြင်ဒီကနေ့တကြံအတန်းနေအီပီလာ16ရက်နေ့မနက်ပိုင်းအကြမ်းဖက်စစ်ကောင်စီတပ်တွေကကရင်ပြည်နယ်ကော့ဂရိတ်ကျုံတိုးဒေသကျေးရွာတွေကိုကျဲတိုက်လေရင်ဝိုင်းတွဲပုံကျဲလေရင်နေနဲ့ပုံကျဲတိုက်ခိုက်နေကြောင်း KNL မဟာမိတ်ပူပေါင်းစစ်ကြောင်းမှစစ်ရေးတရင်ရှင်မြစ်တွေကပြောဆိုပါတယ်။အကုမနက်9နာရီနဲ့မနက်7နာရီကြားတုံတိုးကော်ဝလဲတာယာကုန်းနွားချံကုန်းဘက်ကိုကျန်းနယ်လာပြစ်တဲ့နှစ်ကြိမ်ပုံချင်းချတဲ့ကော့ဂရိတ်မာကလှိုင်းစင်းရှန်ကုန်းမိချောင်းအင်းဘက်ကိုလဲ ဝိုင်တွင်းလျင်နဲ့၃ချိန်ပုံလာကျဲတယ်။ ပုံ15လုံးလောက်ကြာရောက်ပောက်ခွဲတဲ့လုံလောဆယ်တော့နေအိမ်ချန်တွေနဲ့ပုံနေကြတဲ့လူထိတာတော့အခြေအနေမတိရသေးဘူးလို့ဆိုပါရယ်လက်ရှိကြုံတုံမျိုးငားတိုင်ကျေးရွာနီးတဝိုင်းနဲ့ကော်ဂရိတ်စာကကဆန်နေနီးရှင်ခွဲတောင်နေရာများမှာစစ်တပ်နဲ့တော်လိုင်းတပ်တွေအကြားတိုက်ပွဲများဖြစ်ပွားနေပြီးစည်ရေးအခြေအနေအလွန်ပြင်းထန်ကြောင်းသိရပါရယ်မနေ့ကလေးကတိုက်ပွဲကပြင်းထန်နေတာရှင်ခွဲတောင်နဲ့ငားတိုင်ဘက်မှာကိုဘက်ကကြာတာထိတာရှိနေသူတို့စာကစာဘက်ကတော့စစ်သားတပ်တွေဆိုတော့ထိတာတိတာများလို့လင်းရင်နဲ့ပါလာပစ်ချနေတဲ့ဒီကနေ့မနက်နေ့ထိပစ်နေတော့မယ်လို့ KNL စီသတင်းရင်းမြစ်ကပြောပါရယ်အကြံဖက်စစ်ကောင်စီတပ်ရဲ့ကြုံတွုံးအခြေဆိုင်ခမာယာ945နဲ့ခမာယာ946တပ်ရင်းနှစ်ခုကစစ်သားအင်အားနဲ့လက်နက်ခရဲအင်အားဖြည့်တင်းနေပြီးကော့ဂရိတ်ဘက်ကိုနေမြေရှင်းလင်းစစ်ကြောင်းထွက်ဖို့လက်နက်ကြီးတွေချိုတင်ပြက်ခတ်နေကြောင်းကော့ဂရိတ်မြို့အခြေဆိုင်ခလိုင်းရ69တပ်ကလည်းမြောက်ရီအာရှလမ်းနဲ့ဒေါနာတောင်လမ်းဟောင်းဘက်ကိုစစ်ကြောင်းထွက်ဖို့လက်နက်ကြီးတွေပြက်ခတ်နေကြောင်းသိရတယ်လို့သတင်းမှဖော်ပြပါရှိပါရယ်ရှင်။